လုံနိုင်အောင် EU EU ဒေသတွေကနေပြီးတော့နေရာစားကြပေးပြီးခေါ်ထိုနိုင်ငံရင်းနဲ့စစ်ပညာတွေကိုကျူးစားပြီးတင်ကြပေးလို့ရှိရင်ဒါတွေကရနိုင်မှာပဲဆိုတဲ့ခါမှာထိုအရာတွေကိုမိမိရမလို့ပဲနဲ့လေလိုက်ပေါ်ကနေပြီးတော့အာဝင်သွားလဲနဲ့နဲ့ယူပြီးထွက်လာလိမ့်မယ်ဆိုတော့အဲ့တော့အတိတ်ပဲပဲအသိဉာဏ်နဲ့တဲ့ဥဆောင်မှုစကလုံးတွေကိုသာလေနော်တွင်တွင်ပြောပြီးတော့နော်ဒီနေ့ပြောနော်လူချွန်တော်တွေလူလူနောက်လူပြက်တွေကနော်နောက်ကောက်ကြတဲ့မယ်စကလုံးတွေပြောပြီးတော့ပဲဦးဇင်းတို့တိုက်သူပြည်သားတွေကို force out လို့ခေါ်တဲ့မျောလင့်ချက်အမားတွေနဲ့ချွေးသိမ့်ပြီးတော့ဒီထဲပဲသွားနေခဲ့တယ်ထွေတွေရိုးစင်ကြီးစားမယ်တိုင်ရင်မှုဆယ်ဦးတွေစားပြီးဘာညာပေါ့ဘလို့အချင်းတွေဟာမန်းလေးကိုဘယ်နဲ့ဖျားမှတားလို့မြောက်သိမ့်ပြလိုက်မယ်လို့ပါ ားတို့နဲ့ယနေ့ဥပမာ DNA တွေလည်းဆုတ်သွားပြီအဲ့လိုအခြေအနေမျိုးမှာမုတ်ကုတ်ပြူပါမန်လေးဒီမုတ်မိတ်ပြူပါဆိုတဲ့နေရာမှာတပ်ပေါင်းစုဆွဲခါမှာအဲ့အဓိကတော့အညာဒေတာကဦးဇင်းတို့နော်အခု NGM တွေရောက်ကတမကျဲမှုတွေပြောလို့ကျွန်တော်ယနေ့ကိုလိုက်ပြီးတော့ဗျာအတူတူတိုက်ပြီးဆုကြအောင်ဆိုအေးအေးမဲ့ခေါင်းကြီးမှာပဲတဲ့အဲ့မှာအမေဖေးစနစ်ကထက်ကနေမလာတဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမှာလဲတဲ့နော်အဆင်မပြေဘူးအဲ့ဒါကို NGM တွေနေနဲ့အထူးလောက်ဆောင်ဖို့လိုပါတယ်လို့မင်းတို့အောက်မှာချိနေတဲ့နော်ဒီနေ့ငါတို့အစိုးရအောက်မှာချိနေတဲ့နော်တိုက်ရဲဟိုပေါ့ NGM အောက်မှာချိတိုက်ရဲမှုတွေကိုယ်တိုင်ပြောဆိုနေစကားသားမျိုးမင်းတို့ NGM က MOD ရဲ့ကောင်တွေကြားရလားလို့ငါတို့မေးချင်တာပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ဆိုရရဲ့စီမံခန့်ခွဲမှုမှားယွင်းမှုတွေကြောင့်စစ်ကောင်မရှင်တဲ့အင်အားကြီးထွားရတဲ့အကြောင်းဆရာတော်ဦးဝါရမထောက်ပြပြောဆိုလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာဆရာလည်းအဲရှားနိုင်ငံဒီမှာရောက်တဲ့အခါမှာအဆင်ပြေပါစေပေါ့ကိုကြီးထောက်ပံ့နေကြတဲ့သူတွေအဲ့လိုပဲတိုင်းပြည်တွင်းမှာရှိကြတဲ့နိုင်ငံသားတိုင်းလည်းပဲအားလုံးမတရားမှုအာဏာရှင်စနစ်ဆိုးဘေးနဲ့လက်နက်ရှိရင်ငွေရှိရင်အင်အားကြီးရင်မတရားနိုင်ကျင့်လို့ရတဲ့ဘေးပေါင်းမှာ တင်မြန်စွာလွတ်မြောက်နိုင်ခြင်းသည်ဖြစ်ပါစေလို့ချီးဥစွာဆန္ဒပြုအပ်ပါတယ်။ဒါအောင်စင်းတို့တိုင်းပြည်မှာယနေ့တွေ့ကြုံနေရတဲ့အခြေအနေဆိုတော့တိုင်းသူပြည်သားတွေအတွက်ဒေါက်တော့ကိုအင်မတန်ကိုဆိုးပါတဲ့အခြေအနေပါပဲ။နိုင်ငံတွေမှာရှိကြတဲ့ဘာသာတရားတွေရဲ့အလှတရားဖြစ်တဲ့နော်အသိပညာကြောင်းကျိုးဆင်ခြင်တုံတရားဆိုတဲ့အသိပညာတို့ဒီလောက်မေတ္တာတရားတို့ဒီလောက်ဖော်ညွှန်းလို့ပြောဆိုလို့မရတဲ့အချိန်ကာလမျိုးပါ။ဗျာဒံဃာတွေအနေနဲ့လည်းပဲမှန်တရားကိုဖြစ်စေခြင်းလို့ကိုကြောင်းကိုကံလာလို့တော့မှနော်အဲ့တော့ခါကြီးရဲ့ကြီး ်ခုဆိုကြပါစို့ခရင်ကာလမှာအာဂတိတရား၄ပါးလို့ဂတိဆိုတာတက်မှတ်တာဖြောက်မှတ်တာပေါ့နော်အဲ့ဂတိဆိုတာဂတိဆိုတာတက်မှတ်ခြင်းပေါ့အာဂတိဆိုတာမတက်မှတ်ဘူးပေါ့ကောက်ကွေ့တယ်ပေါ့မဖြောက်တမ်းဘူးပေါ့ဆိုတော့အဲ့လိုအာဂတိတရား၄ပါးဆိုတဲ့အရာတွေပေါ့နော်ဆန္ဒဂတိကိုရှစ်လွဲ့လူကမှားနေပြီလေအမှားတော့မလိုက်နဲ့လို့နော်အမှန်တရားဘက်ကရက်တီပါလို့နော်ပြည်သူကိုဆင်းရဲစေတဲ့အရာတွေမလုပ်ပါနဲ့လို့အာဂတိတရားတွေကိုဟောကြားဖို့ဆိုတာအခက်အခဲတွေ့ရတဲ့အခြေအနေပါဒါကြောင့်မို့လို့လောကကြီးဟာ ပညာနဲ့မေတ္တာနှစ်ပါးစုံမှလောကချမ်းသာပါတယ်။ယနေ့ဒီမိုကရေစီတိုင်းပြည်လေးလို့ပြောတဲ့ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ပုံစံတွေကပြည်သူလူထုတွေကိုဥပဒေကောင်းတွေပြုပြီးအုပ်ချုပ်တဲ့ကာလတွေမှာတော့ထိုပုံစံတွေဟာတကယ်တမ်းကျတော့တိုင်းသူပြည်သားတွေအတွက်အစီအခံပြီးတော့ကိုတက်တဲ့ပညာကိုတက်တဲ့နေရာကနေပြီးတော့တိုင်းပြည်ကိုဆနစ်ကောင်းတွေဖြစ်အောင်ကြမ်းမိုက်လူမျိုးစီးပွားရေးတွေဖက်ဖက်ကအာလွန်တိုးတက်ကောင်းမအောင်ရှေ့သူရှေ့သူစူးစမ်းနေတဲ့ကာလမျိုးတွေမှာဦးဇင်းတို့နိုင်ငံမှာတော့တိုင်းပြည်အာဏာကိုပြည်သူလူထုကရွေးချယ်တဲ့ ခေါင်းဆောင်တွေကိုဖမ်းဆီးဝိုက်တော်ဆန်းစုကြည်တို့လိုဖမ်းဆီးထောင်ချပြီးတော့မှအဲ့တော့ယနေ့တိုင်းပြည်အာဏာကိုလူယူထားပြီးတော့ခေတ်နောက်ပြန်ပြေးနေတဲ့အခြေအနေမျိုးနဲ့တိုင်းပြည်ဟာကြုံတွေ့နေရတဲ့ကာလပါအဲ့တော့ပညာမေတ္တာနှစ်ပါးစုံနဲ့စူးစမ်းရတဲ့အခါမှာမေတ္တာတရားနဲ့ထို့ကဲ့သို့နော်နိုင်ငံတကာမှာရွေးချယ်တင်မြှောက်လိုက်တဲ့သူတွေနော်ဒီနေ့ကပါတီဆောင်ဒီမိုကရေစီစနစ်နဲ့ရွေးချယ်တင်မြှောက်လိုက်တဲ့ပုဂ္ဂိုလ်တွေကပြည်သူလူထုကိုနော်စနစ်ကောင်းနေနဲ့နော်အသိပညာတွေမေတ္တာတွေနဲ့အုပ်ချုပ်ရတဲ့နော်သွားရတဲ့စနစ်မျိုးပါယနေ့တိုင်းပြည်မှာယနေ့တွေ့ကြုံနေရတဲ့အခြေအနေကထို့ပညာမေတ္တာ ပျက်စီးပါတယ်။ဒါကြောင့်မလို့ဘာသာဆိုတာကသင်ကြားတာဗုဒ္ဓဘာသာဖြစ်စေခရစ်ယာန်ဖြစ်စေအစ္စလာမ်ဖြစ်စေဟိန္ဒူဖြစ်စေမြည်တိဘာသာမှာမကူွယ်တဲ့သူဖြစ်စေလူလောကမှာတက်ရှင်နေတိုင်းနဲ့ခဏမှာပညာအကြောင်းကျိုးဆင်ခြင်မှုတွေလည်းကော တော့မေတ္တာဆိုတဲ့တယောက်ခေါင်းချိုးတယောက်လူလားမှုလို့ဒီတော့မြည်တော့ပင်လိုအပ်ချက်ချီချီမြည်တော့ပင်တိညာနဲ့နဲ့တော့လောကကြီးကိုတကယ်ဆောက်ချောက်တဲ့တရားကတော့ကြောင်းကျိုးစင်ကျင်မှုပညာနဲ့မေတ္တာကသာနဲ့လောကကိုဆောက်ချောက်တာပါဒါကြောင့်မလို့ဓမ္မစီစနစ်ဆိုတာလည်းပဲပညာနဲ့မေတ္တာနှစ်ပါးစုံနဲ့စနစ်ကောင်းတွေကိုသွားတာမလို့ပညာနဲ့မေတ္တာကိုတကယ်ကိုရှည်တန်းတင်ပြီးတော့သွားနေတဲ့အရာမျိုးပါယနေ့တွေ့ကြုံရတဲ့အချိန်တွေကဘုရားဘာသာရဟန်းတော်တွေနေနဲ့ဖြစ်စေ ော်ခရစ်ချန်ဘာသာကြီးခေါင်းဆောင်တွေအစ္စလာမ်ဘာသာကြီးခေါင်းဆောင်တွေနဲ့ဖြစ်စေဟိန္ဒူဘာသာကြီးဘယ်ဘာသာကြီးခေါင်းဆောင်မဲဖြစ်ဖြစ်မိသူဝဲဖြစ်ဖြစ်ပေါ့နော်အစောနာပြောသလိုဦးဇင်းတို့အဂတိတရားမလိုက်စားနဲ့အဂတိတရားတွေမလိုက်ပါနဲ့နောက်တိုင်းမျိုးရှုံမင်းလို့တဲ့ပုဂ္ဂိုလ်ကမင်းညတရား၁၀ပါးနဲ့ညီအောင်လုပ်ပါနော်အဲ့တော့ဒီနေ့ပြောရရင်တော့ဒါလူကျင်ဝရန်ကျင်ဝအစတရားဖြစ်ပေါ့ဇနီးများကျင်ဝမိဘကျင်ဝအသားသမီးကျင်ဝမိတ်ဆွေကျင်ဝဒီကျင်ဝတွေကိုလောကပါလာလောကကိုဆောက်ချောက်တဲ့ဓမ္မတွေကိုကျင့်သုံးဖို့ဘာသာတရားတွေကဟောပြောတဲ့အခါမှာဆန္ဒကလေးအချစ်လို့ပဲမလိုက်နဲ့မားတဲ့ပဲမလိုက်နဲ့လို့ပြောတယ်ပြောလို့မရဘူးအဲ့တော့ဆိုလိုတာကဒီကနေ့ တော့တိုက်ပြည်ကိုမတရားအာဏာလုယူထားတဲ့ပုံကူတွေပြောတဲ့စကားရှိတယ်။ဒီနေ့ပြောရင်တော့စစ်တပ်ကိုထောက်ခံတဲ့စစ်တပ်ကတိုက်ပြည်ကိုဆောင်ရှောက်တယ်ပေါ့။အဲစစ်တပ်ကိုထောက်ခံတဲ့အဲသူကတော့ဒါသူ့လူပေါ့နော်။စစ်တပ်ကိုမပြည်သူပဲပေါ့။စစ်တပ်ကိုမထောက်ခံတဲ့သူကတော့ဒါကတော့ပြည်သူမဟုတ်ဘူး။တပုံပဲဆိုတဲ့ပုံစံမျိုးမတရားလုပ်တဲ့သူတွေပဲဆိုတဲ့ပုံစံမျိုးနဲ့ချိန်ညာပြီးတော့တိုက်ပြည်ကိုဖျက်ဆီးဖို့ကြိုးစားတာပါ။ဒီနေ့တိုက်ပြည်အာဏာကို2017မှာအဲထပ်အချိန်မောင်းများစွာလုယူခဲ့တာနေထပ်ပြီးတော့လုယူခဲ့ပြီးတော့အဲလုဆောင်လာခဲ့တဲ့ထိုးစစ်ကောင်းဆောင် အတီးဒီဟာသူတို့ရဲ့ lobby တွေကဘာပြောလဲဆိုတော့2020အစောပိုင်းလောက်တွေကအညာဒေတာပေါ့မြေကြီးကြံရင်တော်ပြီဘုံကျဲပေါ့နော်ဒါဒီလိုပုံစံမျိုးတွေနဲ့ ကျွန်တော်ခြေချောင်းလာပြီးတော့မှရဲရဲဆက်ဆက်ယနေ့လုံးကြလုံးကြလာခဲ့တာပါယနေ့ဒေါ်လာရင်းဟာရှေ့ကိုဒုံဆိုင်ပြီးတော့ပြေးနေတာပါလူငယ်တွေအသက်ပေးမှုတော့တိုင်းသူပြည်သားတွေအမှန်တရားမျက်နှာမှုယနေ့ဒေါ်လာရင်းဖြစ်နေမဲ့အညာဒေသမှာတကယ်ကိုပြည်သူလူထုတွေကဘလောက်ပဲပုံကျဲပုံကျဲဘလောက်ပဲရွာမီရှိုးချိုးဘလောက်ပဲဖန်းစီတပြတ်တပြတ်ထိုအမှန်တရားကိုတော့ရဲရဲဆက်ဆက်တော့တရားရခိုင်နှုန်းတက်လွန်အောင်ထောက်ခံပြီးတော့ရှေ့ကိုသွားနေတဲ့ကာလတွေမှာ2029ဒေါ်လာရင်းတို့2029ဆိုတဲ့တော့တနည်းပြောရင်တော့ရောက်ပိုင်းဖွဲ့တွေရဲ့ DNL တွေရဲ့ တော့ဒေါ်လာရေးတို့ဒီလကောက်ထိုဒေါ်လာရေးမှာလည်းဒီနေ့အားလုံးအားလုံးဆိုတာတဲ့ဦးဇင်းတို့ NUG ဆိုရဦးဆောင်တဲ့တော့အဖွဲ့အစည်းဟာဒေါ်လာရေးထဲမှာ ပါဝင်ပြီးတော့ထိုလိုင်းကိုမလိုက်နိုင်ခဲ့ဘူးဒုတိယချင်းဖြစ်တဲ့လိုင်းမှာလည်းတစ်တုံညာနှစ်ခုမှာလည်းမလိုက်နိုင်ခဲ့ဘူးထိုအရာတွေကဦးဇင်းတို့ဒေါ်လာရေးအတွက်တကယ့်ကိုပြက်ကွက်မှုတကယ့်ကိုအားနည်းမှုဆိုတဲ့အရာဖြစ်ပါတယ်ဒါကြောင့်မလို့စီးလုံးညီညွတ်မှုဒေါ်လာရေးဖွဲ့စည်းတဲ့စီးလုံးညီညွတ်ဖို့လိုတယ်လို့ယနေ့အမြဲတမ်း2021 2022 2023 2024 2025တိုက်အောင်ဦးဇင်းတို့ဟောအားလုံးရောနိုင်ငံရေးမှာတိုင်းပြည်မှာစနစ်ဆိုးကနေလွတ်မြောက်ပြီးအာဏာရှင်စနစ်ဆိုးကလွတ်မြောက်ပြီးတော့မှမတရားမှုတွေစိတ်သုံးတဲ့တိုင်းပြည်ကိုရောက်ရှိစေရန်လို့နော်ဒေါ်လာမတရားမှုကိုအာဏာရှင်စနစ်ဆိုးကိုဒေါ်လာကြတဲ့အစုဖွဲ့အသီးသီးဟာညီညွတ်နိုင်ကြဖို့ပြောရတာပါအဲ့တော့ညီညွတ်နိုင်ကြဖို့ပြောတဲ့အခါမှာ လည်းပဲကိုကျိုးအတောက်ကိုခြေရမ်းမတင်ဖို့လိုအပ်ပါတယ်။ဘုန်းကြီးစကားနဲ့ပြောရရင်ဦးဇင်းတို့တိုင်းပြည်မှာဟို တနည်းပြောရင်ပေါ့နော်လက်လာပါနဲ့ကြော်ကြားမှုပါအမှန်တကျဖွယ်ကောင်းပါတယ်နော်ဒါတော့တနည်းပြောရင်ဒေါ်လာရေးစုဖွဲ့တွေကြားထဲမှာကြော်ကြားလာတဲ့လူမမှန်ကန်ကြော်ကြားလာတဲ့လူလည်းပဲအချင်းချင်းနေအသိပညာအမှန်တရားမြင်လို့ရမယ်အသိပညာအားနည်းတဲ့လူတွေကတို့ချထိုးချရင်းနဲ့ဒီနေ့ဒေါ်လာရေးရအထိခိုက်တယ်များတယ်တနည်းပြောရင်တော့အဲကြော်ကြားမှုပေါ်မှာလည်းအန္တရာယ်များတယ်လို့အဲနောက်တစ်ချက်ကတော့ရရှိမှုပေါ့နော်အဲ့တော့တိုင်ပြည်ဒေါ်လာရေးရပြည်သူလူထုရဲ့နော်အချိုးစီပါနိုင်ငံတကာမှာရောက်နေကြတဲ့သူတွေရဲ့တပတ်တရင်းကဒေါ်လာအစတီအဖြစ်လူတန်းနဲ့တရန်ပေါ့နော်အဲ့တော့ဂျပန်ကလည်းပြောအဲ့လိုလူတန်းနဲ့ငွေတွေပြည်ရင်းပြည်ပါလူတန်းနဲ့ငွေတွေနဲ့စုဖွဲ့ပြီးတော့မတရားတဲ့စနစ်ဆိုးဆိုတဲ့အစိ စ်ပင်ကိုဆွဲနှုတ်တယ်လို့ဦးဇင်းတို့ဒီနှုတ်ခါအဖြစ်เนาะအဲ့တော့အစိတ်ပင်ကိုပဲဖြက်ကအဖြစ်နဲ့ဦးဇင်းတို့ပေးကမ်းကြတာပါအဲ့လိုပေးကမ်းကြတဲ့အရာတွေဟာဒီနေ့ဒေါ်လန်ရေးရဲ့ဒေါ်လန်ရေးပေါ်မှာအာတနည်းပြောရင်တော့ဘေးရွယ်ဆိုးကျိုးတွေအများခဲ့တယ်ဒေါ်လန်ရေးအထောက်ပံ့ဖြစ်တာတွေအင်မတန်နေခဲ့တယ်ဆိုတာဟာဒီနေ့2025ချိန်ကမှာအင်မတန်ကိုထင်ရှားပေါ်လွင်လာပါတယ်ထိုးရာတွေဖြစ်လာတဲ့ခါကျတော့ဒီနေ့ နော်အနာချင်းအားလည်းပဲယနေ့အဂရီဆန္ဒဂရီရှိလို့ပဲလိုက်ပြီးတော့နော်တိုက်သူပြည်သားတွေပေါ်မှာရောမတရားလုပ်တယ်နော်ဒီနေ့မျိုးအနာချင်းဘက်ကနော်အနာချင်းရဲ့လော်ဘီရောတိုက်သူစောင့်ရှောက်မဲ့ရာရှိရာခံချက်စစ်တီတော်တော်များများရောပဲလိုက်ပြီးတော့မတရားလုပ်လို့ယနေ့တိုက်ပြည်ဟာဆင်းရဲဒုက္ခတွေ့ကြုံရပါဒေါသဂရီဒီနေ့မျိုးနော်တိုက်သူပြည်သားရွေးချယ်တဲ့ပုဂ္ဂိုလ်တွေမှာမုံတီးပြီးတော့နော်အမှန်တရားဘက်ကမရက်တီပဲနဲ့တိုက်သူစောင့်ရှောက်မဲ့ရာရှိရာခံချက်စစ်တာတွေကအနာချင်းဒီနေ့စီးဦးစီးချုပ်ဆိုတဲ့သဘောတော်အလိုကြနော်စိတ်တော်ကြိုက်ဘောင်းတော်ကြီးလုတ်ခဲတဲ့ကြောင်အာရီတက်ခဲကြောင်မလို့ဘေးတော်ရောက်ခဲ့တယ်အာနာရှင်ကဒါကိုစုတ်ခဲ့ပြီးတော့တမိတ်တာနာတစ်စနစ်အောင်ပါတနည်းပြောတော့ ငါကမိသားစုငါအသက်ကြောက်လို့ဘုံကြီးရပါတယ်ဆိုတာတွေဖြစ်လာတော့ဘယာကလေးဘေးကြောက်လို့ကိုကိုမိသားစုကိုတတ်မှာကြောက်လို့ကိုမိသားစုကိုဖမ်းမှာကြောက်လို့တော့ဒီနေ့ပြောတော့အသက်ကိုဆုံးလို့ပြီးတိုင်းပြည်ရဲ့တိုင်းပြည် ပြည်သားတိုင်းပြည်သားတွေရဲ့တဝက်ကိုစီးစင်မှုကာဝယ်မလို့တာဝန်ထမ်းဆောင်တဲ့အရာကြီးရကန်ကြက်စစ်တီလေရင်မှုတွေကတိုင်းပြည်သားကိုပြန်ပြီးတော့ဘုံကျဲတယ်ဆိုတော့ကိုမိသားစုက၄၅ယောက်ပဲလေအလုံးစုံကြီး၁၀ယောက်ပေါ့အလုံးစုံကြီးအယောက်90ပေါ့ဝါမိသားစုဆွေမျိုးတရာပေါ့အဲ့ဒါကိုတနိုင်ငံလုံးမှာရှိတဲ့တန်းချီတဲ့ပြည်သူလူထုကိုတော့တန်း90ကျော်သောပြည်သူလူထုကိုဒုက္ခရောက်အောင်ဘုံကျဲတယ်ဆိုတော့အဲ့တော့ယနေ့ဒီစစ်တပ်ထဲမှာရှိကြတဲ့သူတွေကဗုဒ္ဓဘာသာတွေပဲဒါကြောင့်ဆန္ဒပါရီချစ်လို့ပဲမလိုက်နဲ့ဒေါ်လာပါရီဘုံလို့ပဲမလိုက်နဲ့ဘယ်ယောက်ရီဘေးကြောက်လို့လဲငါတင်ငါအဝေးငါသားသမီးဆိုတာတဲ့ငါတို့တိုင်းပြည်သားအများရဲ့ပုံမှာမေတ္တာငဲကြည့်ရအောင်အဲ့တော့တိုင်းပြည်သားအများဆိုတော့ငယ်ပဲနဲ့ငါမိသားစုဆို ော့ငှက်လိုက်တဲ့ခါကျတော့မတရားတဲ့စနစ်ဆိုးတွေကပေါ်ပေါက်လာတယ်မတရားတဲ့စနစ်ဆိုးပါပေါ်ပေါက်လာတဲ့ဒိုင်းပြာပါဖြစ်လာတော့နော်အဖက်ဘက်ကဒီပညာရေးချမ်းမကြီးလူမှုရေးအကုန်ပဲပေါင်းစုံချုပ်ပြင်းပြီးတော့တကယ်ကို MNNDAA ကိုလာရှိုးတီဘောပြည်တော်စုလမ်းမကြီးကနေနိုဝင်ဘာ20ရက်နောက်ဆုံးထားပြီးစစ်ကောင်စီဖိအားပေးဆုတ်ခိုင်းပြီး လာရှိုတီဘောပြည်တော်စုလမ်းမကြီးကနေလာမဲ့နိုဝင်ဘာ20ရက်နောက်ဆုံးထားပြီးတက်ဆုပ်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့စစ်ရေးတရင်အရင်းအမြစ်တချို့ကရွှေဖီမြေကိုပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကလာရှိုမြို့စစ်နှကောင်ဟိုတယ်မှာကိုကန့်တက်နဲ့စစ်ကောင်စီတပ်ကိုယ်စားလှယ်တွေထတ်တွေ့ခဲ့ပြီးစစ်ကောင်စီဘက်ကကိုကန့်ဘက်အနေနဲ့လာရှိုတီဘောပြည်တော်စုလမ်းမကြီးကနေဆုပ်ပေးဖို့ပြောဆိုခဲ့ပြီးကိုကန့်တက်ကလက်မခံဘူးလို့ဆိုပါတယ်လာရှို ဒီဘောလန်တလျှောက်လုံး20ရက်နေ့ပြန်ဆုတ်ခိုင်းတာကိုကန်ကလက်မခံဘူးသူတို့နယ်မြေပဲနေရာမှမပေးနိုင်ဘူးလေစကစားကတရုတ်အားကိုနဲ့လုံနေတာလက်ရှိမှာလာရှုမျိုးပြင်ဟိုရရွာမှာစစ်ကောင်စီနဲ့ NNDAA တို့အကြားစစ်ရေးတင်းမာနေပြီးဒီဘောတရားမှာစစ်ကောင်စီနဲ့ NNDAA တို့ဖျက်တမ်းသွားလာခွင့်ကိုအပြန်အလှန်ပိတ်ထားကြပြီးခီးသွားတချို့လမ်းမှာပိတ်မိနေတဲ့အခက်အခဲတွေဖြစ်ပေါ်နေပါတယ် စစ်ကောင်စီဟာမန္တလေးတီဘောပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်ထားပေမဲ့တီဘောလာရှိုးပြည်တော်စုလမ်းမကြီးကိုတော့ကိုကန့်တက်ဘက်ကထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီကလာရှိုးတီဘောလမ်းမကြီးတစ်ခုလုံးပြန်ထိန်းချုပ်လို့တဲ့အခြေအနေဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆက်မှုကြောင့်ကိုကန့်တက်မတော် NNDAA ထိန်းချုပ်ထားတဲ့လာရှိုးမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ဧပြီလထဲမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ် နိုင်ကြတဲ့နိုင်ငံအဖြစ်ကိုယင်းတင်ငါးနှစ်တာကာလအတွင်းမှာအကြီးအကျယ်ကိုစောက်ထုံးမှုမျိုးချက်ရောက်သွားခဲ့ပြီဖြစ်ဘူးလားဒါတွေဟာအဂတိတရားလေးပါဆိုတဲ့ နော်တနည်းပြောရရင်တော့ဘေးကြောက်လို့ဟိုအာနာရှင်ကအဲ့လိုလုပ်လာတဲ့အခါမှာဘေးကြောက်လို့ငါမိသားစုဒီကိမှာကြောက်လို့ဆိုတဲ့ရာရှိရာခံအချက်စစ်တွေနဲ့လော်ဘီတိုက်ရောက်ဒီဒုက္ခတွေကရောက်ကြရတယ်။ဟုတ်ပြီမောအာဂရီအဲ့တော့မတည်ဘူးနော်ဒီဘဝဒီကိုယ်စားနောက်ဘဝနောက်ကိုခံဆိုတဲ့အပုဒ်တို့မျိုးတွေကနောက်ဘဝရှိရှိမရှိရှိကွာအခုဘဝချမ်းသာဖို့ရေးကြည့်တယ်အခုဘဝအဆင်ပြေဖို့ရေးကြည့်တယ်ဆိုတဲ့မောဟမတည်ဘဲနဲ့တိမ်ဆုံးရတဲ့စိတ်တွေကြောင့်ဖြစ်ကြတယ်။ဒီတရားတွေကိုနိုင်ငံတွင်းမှာဟောပြောဖို့ဆိုတာဒီနေ့မတရားတဲ့ခိတ်ဆိုးစနစ်ဆိုတဲ့မှာဘယ်လိုလုပ်လဲကူပါလဲနော်ဒီအရာနဲ့ပေးကမ်းဆိုကြတဲ့အကြောင်းဒါနအကြောင်းတဲ့ ူတဲ့အရာကိုပြောလို့မရတော့တဲ့အခြေအနေမျိုးနော်ပြောမမှန်ကန်ပြောနေတဲ့ရန်တန်ကတွေရှိမှာပါဘာသာရေးဆရာတွေရှိမှာပါသို့တော်လည်းပဲရှေ့ကိုထွက်ခွဲနော်တိုင်းပြည်ကိုတည်အောင်လုပ်ခွင့်ဆိုတဲ့အရာတွေဟာမရနိုင်ဘာကြောင့်လဲဆိုလို့ရှိရင်အမတရားနှောမှုတဲ့အခါမှာအမတရားကိုပြောတဲ့သူတွေကိုထောင်ထဲချင်းချဖမ်းဆီးတပ်ဖြတ်နေတဲ့ကာလမျိုးကိုဖြစ်နေတာကိုအဲ့လိုပဲဒီနေ့တော်လိုင်းကြီးကာလမှာလည်းပဲတိုင်းသူပြည်သားဆိုတဲ့အချိုးစည်းဝါးကိုရှေ့မရှိဘဲနဲ့မိမိတူတယ်မိမိတပါတီမိမိတူမျိုးမိမိတပါသားကိုရှေ့ချပြီးတော့လုတ်ကင်တာတွေဆောင်ရွက်တာတွေများလာတဲ့အခါမှာဒီနေ့တော်လိုင်းကြီးဟာတတော်ကိုနော်ခေါင်းဆောင်မှုစွန့်ရင်အင်အားဟာနှိမ်ချပါတယ်နောက်တော့ဒီနေ့ပြော ရင်တော့အဲ့တော့ဒီနေ့ပြောတော့အနာဂတ်မြင်ကွင်း ကျေဖို့လိုအပ်ပါတယ်နိုင်ငံငါတို့လူငယ်တွေအသက်ပေးနေကြတယ်ဘဝပေးနေကြတယ်တော်ထဲမှာစိတ်ပစ္စည်းပြည့်စုံရလားစောင်းနေပြည့်စုံရလားစောင်းနေဆိုရင်အနှွေးတက်ရရလားမိုးတွင်ဆိုရင်ခက်ခဲများရှိနေလားတိုက်ပွဲရလဲတိုက်နေရသေးစောင်းတွေမိုးစောင်းမှာအဲပူတော့လဲပူလို့အေးတော့လဲအေးလို့နော်လားရွာတော့လဲရွာလို့ ਨੇ ခက်ခဲများဥစားဖြစ်နေခါငါသားသမီးလေးတွေငါဘေးကင်းရလုံချွာရောက်တယ်လို့ငါတို့ရဲ့တော်လိုင်းကြီးလူငယ်တွေဟာအသက်တွေဘဝတွေဆုံးမြဘာသာမျိုးလူမျိုးမျိုးရဒီစနစ်ဆိုးကိုဖြိုချနိုင်အောင်လူငယ်တွေအသက်ပေးနေကြတယ်ဦးဇင်းတို့အများအပြောခဲ့ပါတယ်2020နှစ်တည်းကတော်လိုင်းကြတဲ့လူငယ်တွေယနေ့တော်လိုင်းကြတဲ့မြေပြင်မှာလူငယ်တွေမရှိကြတော့ဘူးဆိုရင်အစိုးရဆိုတာ နော်အပူပဲတနည်းပြောဒေါ်လာရေးဆိုးရဆိုအပူပဲအဲ့လိုပဲဦးဇင်းတို့လည်းပဲအခုနော်စနစ်ဆိုးကိုပဲဖြစ်နိုင်ဖို့ကြိုးစားကြပါဘာသာရေးစနစ်မားတွေကနေလွတ်မြောက်အောင်ကြိုးစားကြပါနိုင်ငံရေးစနစ်မားတွေကလွတ်မြောက်မှတိုင်းပြည်ဟာတာဝါပြောတဲ့နေချင်းကြောင်တဲ့အသိပညာနဲ့ထုံမုန်းတဲ့မေတ္တာနဲ့ထုံမုန်းတဲ့နိုင်ငံတရားကိုအနာဂတ်မှာရှေ့ရှုပြီးတက်နိုင်မယ်ဆိုတဲ့နိုင်ငံရေးစနစ်မားတွေဘာသာရေးစနစ်မားတွေရောဦးဇင်းတို့ရောဒီမှာနော်ဘယ်လိုလုပ်ပြောလို့ရတော့မှာလဲအဓိကလူငယ်တွေကိုတန်ဖိုးထားဖို့လိုတယ်အသက်ပေးနေကြတဲ့ဒေါ်လာလူငယ်တွေရဲ့စောင်းနေကြမှာရေးနော်အဲ့တော့ဒေါ်လာရေးအထောက်ပံ့ရိတ်ခါဆိုတဲ့အရာတွေကိုယနေ့တိုင်နော်အဲ့တော့ခေါင်းဆောင်မှုဆွေးရင်ဖြစ်တဲ့ NGO ဆိုရတာဦးဇင်းတို့အဖြစ်ပြောတာ မှန်တိုင်းပြောတာဒါတွေကိုမပြုတ်ပြင်မဲနဲ့အာစနစ်စိုးကိုဘယ်လိုလုပ်ပြတ်သုံးပါလဲမစလို့အများအပြောပြပါတယ်တော့ခြေကိုလူတယောက်ဟာပြေးဝဲပြန်ဝဲပြေးမယ်ဆိုရင်ကိုယ့်ခြေတော့မှဒူးမှကဲဒူးမှနားနေတယ်ခြေတော့မှဆူးဆူးနေတယ်အဲ့ဒီကပထမရောက်အောင်ပြေးမယ်ဆိုလို့ဘယ်လိုလုပ်ဖြစ်နိုင်ပါလဲတော့ဒါကြောင့်မလို့ခြေတော့မှဆူးဆူးနေတော့ပြင်ပါမင်းဒူးနာနေတာကိုတေချာစေးလိမ့်ပြီးတော့ကုစားပါလို့အဲ့လိုပြောတဲ့အခါဟာအဲငါလာပြောမနေနဲ့ငါကပထမရောက်အောင်ပြေးပါဟိုချန်တဲ့ကောင်တွေပြောပါလားမင်းကငါလူငါပြန်ပြောနေပြန်နေဒူးနာတာပြောနေရလားဆူးဆူးတာပြောနေရလားဆိုပြီးတော့တော့ဆူးဆူးတာကိုထွင်ပြီးမှ နော်အနာပြောင်းစေခြင်းလို့ဒုနာတာပြောင်းမှပထမရအောင်ပြေးနိုင်မှာမို့လို့ကိုယောဂောကိုကုစားဖို့ပြောတဲ့ခါမှာနော်ပြောတဲ့လူရန်လုပ်တဲ့အခြေအနေမျိုးလို့နော်အဲ့တော့ဒီနေ့နော်စနစ်ဆိုးကအာနာရှင်တော့အာနာရှင်လှုပ်လို့မှာပဲလေဒီနေ့တိုင်းပြည်မှာ2000ချစ်ရှိဦးပြက်ပြီးလို့ဘလောက်ပြောပြောထို2000ချစ်ရှိဦးကိုစုပ်ကြိုင်ပြီးတော့အာနာရှင်ကသွားနေတာပဲအဲ့လိုအာနာရှင်အဲ့လိုသွားနေတဲ့ကာလမှာမတရားစစ်မှုလမ်းဥပဒေနဲ့ဒီနေ့2024 ဇန်နဝါရီဖေဖော်ဝါရီကစလိုက်တာအခုဆိုကြပါစို့အပတ်စဉ်เนาะအဲ့တော့ဒီနေ့အမျိုးသားတွေဆို18တောင်ရောက်တော့မယ်เนาะဆက်ခွန်ပြီးတော့မယ်အဲ့တော့တွေ့ကြည့်စမ်းအမှတသိန်းကျော်သွားပြီအဲ့ဒါเนาะအဲ့လိုမျိုးတွေเนาะမျိုးသမီးစစ်မှုထမ်းဆိုလို့ရှိရင်နှစ်ကြိမ်ဖြစ်သွားပြီအဲ့တော့ဆိုကြပါစို့သူရဲ့ဒီ2021ကနေ2025အထိเนาะတော်လိုင်းကာလာเนาะအဲ့တော့ပြည်နယ်ဒီမှာရောเนาะပြည်တွင်းမှာရောပြည်မမှာရောအဲ့လိုဖွဲ့ကြပြုတော့နိုင်ငံမှာတိုင်းနဲ့ပြည်နယ်ဆိုတဲ့နေရာတွေမှာအဲ့လိုဖြစ်ကြတဲ့ကြောင့်လူမျိုးစု လူနေစုလက်လက်ကန်အင်အားစုတွေရှိကြတယ်ခါမှာဒေါ်လာကြတဲ့ခါမှာထိုအာနာလူစစ်တပ်ရဲ့အခိုင်းခံတိုင်းပြည်ကိုကယ်တင်မဲ့စစ်တပ်တော့မဟုတ်ဘူးတိုင်းပြည်ကိုစောင့်ရှောက်တဲ့စစ်တပ်တော့မဟုတ်ဘူးအာနာချင်းရဲ့အခိုင်းခံအဂတိလေးပါတင့်နေတဲ့ထိုစစ်တပ်ဟာ ယနေ့ကြာဆုံးသွားတယ်ဆိုရင်တော့မှ1000 3000နဲ့မပူဘူးအဲ့တော့သူရသွားတာအခု3000လောက်ဆိုတော့3000လောက်ပူသွားပြီเนาะဒါကြောင့်မို့လို့ပြည်နိုင်ငံကြီးရရုရှားရထောက်ပံ့မှုအိန္ဒိယရထောက်ပံ့မှုเนาะအာဆီယံနိုင်ငံကြီးရเนาะနောက်ပြီးလက်သိထိုးစူးစမ်းအထောက်မှုယနေ့တရုတ်ရဲ့တရုတ်အာဏာရှင်ဆိုရဲ့ဘောဘောတင်းထောက်ခံမှုတွေနဲ့ယနေ့ရှိကိုပြေးနေတယ်ဒါကြောင့်မို့လို့ပြောပိုင်းသုံးဘက်မှာ MDA လုံးဝငြိမ်းချသွားပြီเนาะ TNL ဆိုလို့ရှိလို့ရှိရင်ငြိမ်းငြိမ်းသွားတဲ့အချိန် MDA ဆိုပြည်နယ်ခွဲဝေးကိစ္စတော့မှဆွေးနွေးမယ်ဆိုတဲ့အတန်တွေတော့မှဒီလိုမျိုးတွေထွက်လာနေတဲ့အချိန်မျိုးအတိုးဆုပ်လုပ်ပြီးတော့သူအာဏာကိုတည်မြဲအောင်စူးစမ်းပြီးတော့မှဒီလိုကစားနေတဲ့ ကာလတွေမှာတို့2000ချီအောက်ကနေပြီးတော့မှလူပေါ်တာဆွဲပြီးတော့မှ နော်ယနေ့တိုင်းပြည်ကိုချစ်ပင်မယ်လေမိသားစုဖမ်းမယ်စီးမယ်ဟိုအခြားနိုင်ငံတွေလည်းပြေးစီအငွေကြီးရမရှိပြေးမယ်ဆိုလည်းအစိမ်းကမပြေးခက်ခဲမများတော့ဖြစ်တဲ့လူတွေကိုအားလုံးကိုယနေ့နော်အဲ့တော့မတရားစစ်မှုတဲ့ဥပဒေနဲ့အာဏာရှင်စနစ်စိုးအောင်မှာသွားရတယ်မို့လားလက်နဲ့ကင်ပြီးထွက်လာခဲ့လို့ပြောလို့မရဘူးခက်ခဲတွေကများစွာဆိုတော့မိသားစုရဲ့တုတ်တဲ့ဆိုတော့ယနေ့ခက်ခဲပေါင်းများစွာကြုံတွေ့ရတယ်ထိုယာတွေကိုယနေ့ဥဆောင်ကြတဲ့သူကဥဆောင်မှုခံခံရပြီးထိုယာတွေကိုနော်တော်လိုင်းကြီးရဲ့ရိတ်ခါမပေးနိုင်ဘူးဆိုတော့နော်စာအုပ်နေရေးနော်နေစရာထိုင်စရာပေးပြီးတော့နော်စိတ်ပိုင်းဆိုင်ရာနိုင်ငံရေးတနက်နော်ဒီနေ့ပြောနော်မတရားတဲ့စနစ်ကိုမုံနီးမတရားတဲ့စနစ်ကိုပဲရှားတုတ်တင်ရ ရဲတဲ့ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်အနာဂတ်မှာပွားမယ်ဆိုစိတ်ဓာတ်တွေနဲ့ လုံနိုင်အောင် EO EO ဒေသတွေကနေပြီးတော့နေစရာစားစရာပေးပြီးခေါ်ထိုနိုင်ငံရင်းနဲ့စစ်ပညာတွေကိုကျူးစားပြီးတင်ကြားပေးလို့ရှိရင်ဒါတွေကရနိုင်မှာပဲဆိုတဲ့ခါမှာထိုအရာတွေကိုမိမိရမလို့ပဲနဲ့လေလိုက်ပေါ်ကနေပြီးတော့ဟာဝင်သွားလဲနဲ့နဲ့ယူပြီးထွက်လာလိမ့်မယ်ဆိုတဲ့အဲ့တော့အတိတ်ပဲပဲအသိဉာဏ်နဲ့တဲ့ဥဆောင်မှုစကလုံးတွေဥသာလေးနော်တွင်တွင်ပြောပြီးတော့နော်တနည်းပြောရင်လူရှင်တော်တွေလူလူနောက်လူပြက်တွေကနော်နောက်ကောက်ကြတယ်မယ်စကလုံးတွေပြောပြီးတော့ပဲဦးစင်းတို့တိုင်းသူပြည်သားတွေကို force ဟုတ်လို့ခေါ်တဲ့မျောလင်းချက်အမားတွေနဲ့ချွေးသိမ့်ပြီးတော့ဒီတိုင်းပဲသွားနေခဲ့တယ်ထွေတွေရိုးစင်ကြီးစားမယ်အတိုင်ရင်မှုဆယ်ဦးတွေစားပြီးဘာညာပေါ့ဘလို့ချင်းတွေဟာမန်းလေးကိုဘယ်နဲ့ပြားမှတာလို့မြောက်သိမ့်ပလိုက်မယ်လို့ ါလို့ ਨੇ ယနေ့ဥပမာ DNA တွေလည်းဆုတ်သွားပြီအဲ့လိုခြေနေမျိုးမှာမိုးကုတ်ဗျူဟာမန်လေးဒီမိုးမိတ်ဗျူဟာဆိုတဲ့နေရာမှာတပေါင်းစုဆွဲခါမှာအဲ့အဓိကတော့အညာဒေတာကဦးဇင်းတို့နော်အခု NGO MD ရောက်ကတာမကျဲမှုတွေပြောလို့ကျွန်တော်ယနေ့ကိုလိုက်ပြီးတော့ဗျာအတူတူတိုက်ပြီးစုကြအောင်ဆိုအေးအေးမဲ့ခေါင်းကြီးမှာပဲတဲ့အဲ့မှာအမေလေးစနစ်ကအထက်ကနေမလာတဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမှာလဲတဲ့ နော်အဆင်မပြေဘူးအဲ့ဒါကို NUG MOD နေနဲ့အထူးတော့ဆိုတော့ဘူးလိုပါတယ်လို့မင်းတို့အောက်မှာရှိနေတဲ့နော်ဒီနေ့ငါတို့အစိုးရအောက်မှာရှိနေတဲ့နော်တိုက်ရဲဟိုမှာပေါ့ NUG အောက်မှာရှိတဲ့တိုက်ရဲမှုတွေကိုတိုင်းပြောဆိုနေတဲ့စကားစာတွေမင်းတို့ NUG က MOD ကကောင်တွေကြားရလားလို့ငါတို့မေးချင်တာပါဒါကြောင့်မို့လို့နော်အဲ့ဒါမိုးကုတ်မိုးကိတ်မှာလည်းပဲတကယ်ကိုအမိတ်မေးစနစ်စနစ်တကျခိုင်ခိုင်မာမာနဲ့စုဖွဲ့မှုအင်အားနဲ့နောက်တစ်ခုကအညာဒေသမှာလည်းထိုစနစ်မျိုးတွေကိုဥဆောင်မှုစူးစမ်းနိုင်ဖို့လိုအပ်ပါတယ်ဥဆောင်သူတွေကနော်နှစ်ဆသုံးဆတို့ပြီးတော့ကိုဂျိုးဆွလို့ပြမှာ တနည်းပြောရင်တော့နောက်လိုက်တွေအဆ20 30တိုးပြီးတော့ကြိုးစားအထောက်ကြပါပါ။တော့ခေါင်းဆောင်လုပ်တဲ့သူတွေကပြောတဲ့စကားမတီးကိုကြိုးစည်းပွားကြည့်ကြပြီးကိုလွတ်ပြီးရောဆိုပြီးတော့မှလောက်ကြရင်တော့နောက်ကဗျမ်းမာတာနဲ့တော့ဒေါ်လာကြီးကအသက်တည်များစွာဆုံးခဲ့ရတယ်။ကိုလိုက်ငါတွေဆုံးခဲ့ရတယ်။အဲ့တော့ရက်ရွာတွေကတော့တော့မီးရှို့ခံရတယ်၊ဘုံကျဲခံရတယ်၊တပ်ဖြတ်ခံရတယ်၊ဖမ်းဆီးခံရတယ်။နိုင်ငံခေါင်းဆောင်နဲ့အကားလုံးတော့မထင်မှားတဲ့သူတွေကထောင်နဲ့နောက်ပိုင်းမှာရှိနေတယ်မလို့မြောက်သေးဘူး။ဒါကြောင့်မလို့ယနေ့ရှိနေတဲ့အင်အားစုတွေကအများကြီးရှိတယ်။တော့အရင်ပြအားပြင်းနဲ့တော်တော်များများလေးရှိနေတဲ့အရာကိုစနစ်တကျစုစည်းမှုအောင်ခေါင်းဆောင်မှုစွမ်းရည်ဆိုတဲ့ကိုကြိုးဆုံးလုံးမှုတော့တော့တနည်းပြောအနာဂတ်ကိုမြင်ဝင်ကြခြင်းနဲ့ရှိရှိနိုင်မှုနဲ့ကိုယ့်ရဲ့အားန ဲ့ချက်တွေကိုဘေးပယ်ပြီးတော့ခေါင်းဆောင်မှုစွန့်ရည်နော်ပြေဝစွာဖြင့်ခေါင်းဆောင်တွေနှလုံးသားကိုရိုးစွလွန်မှုဖြင့်နော်အာကောင်းကောင်းနော်စနစ်ကောင်းကောင်းနဲ့ခေါင်းဆောင်မှုကောင်းကောင်းနဲ့အဲ့တော့အရာရာကိုစုစည်းညီညွတ်အောင်ခေါင်းဆောင်တွေကဥဆောင်ကြိုးစားမှာမလို့အောက်ကလူတွေကိုသွားပြောလို့မရဘူးဒါကြောင့် NUG MOD အနေနဲ့စနစ်နဲ့ကြအမိန်ပေးစိတ်ခိုင်မှုတရက်ကိုဖြစ်စေမဲ့စနစ်ကို COC ကိုအကောင်းဆုံးတိစောက်ပြီးတော့တိုင်းပြည်ကိုစနစ်ဆိုးပေးကလွတ်မြောက်အောင်နော်တာဝန်မှုတာဝန်ခံမှုအပြည့်နဲ့နော်ကြိုးစားအထောက်နိုင်ပါစေလို့